အားလုံးပဲမင်္ဂလာပါဒီနေ့တော့ပစံတော့စီပြန်ရေးလေးချက်ကြမယ်စီထဲမယ်စီဘူးလာရင်စနင်းမုံနေငယ်ထဲမယ်ပြီးရင်တော့အယောင်တင်မုံနဲ့ရောထောင်းထားတဲ့ကြက်သွန်ချူကြက်သွန်နီးထည့်လိုက်ပါမယ်ထားတဲ့ကြက်တူကြက်တူမီအယောင်လေးတွေလှလာတဲ့အထိလိမ့်လာတဲ့အထိမီအီလေးနဲ့စီသက်ပေးရပါမယ်။ ရတာကောင်းစီဖို့အတွက်နားငံပြရဲ့မုံမျိုးထည့်ပြီးတော့မှစီတက်ပေးပါမယ်။ကျက်သွင်းပြီးကျက်သွင်းပြီးလေးအရောင်လှလာပြီဆိုရင်အချာစွာ နေပြီးတော့မှနှက်ထားတဲ့ပုစံတုပ်တွေကိုထည့်လိုက်ပါမယ်။ပုစံတုပ်တွေကိုရည်ပေးချာစွာဆေးပြီးတော့မှစားနဲ့စနေအနေနဲ့တော့ထည့်ပြီးတော့မှနှက်ထားခြင်းဖြစ်ပါတယ်။ဒီကမ္ဘောအချိုမုံမထဲပါဘူး။ဘာလို့လဲဆိုတော့ပစံကချိုပြီးသားဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ပါ။နှုတ်ရည်လေးခန့်နဲ့ဒီအီးနဲ့ဒေသပါချက်ပြရပါမယ်။ င်းကြီးလေးခန်းလို့စီပြန်းလာပြီဆိုရင်ဒီအင်းငယ်ထည့်ပြီးတော့မှချက်ပါမယ်။ဒီခန်းသာပြူလာပြီဆိုရင် နနမင်းလေးအပေါ်နေအုပ်ပေးလိုက်ပါမယ်။ဆန်တော့ဒါအနည်းငယ်နဲ့တွေ့ကြအောင်မလို့အကြိုက်ချက်ဆရာမလို့ပါဘူး။တရေလောက်ချက်ပြင်ရပါပြီ။သားပေါ်ငယ်ရောကိုစိတ်ကြိုက်လို့ဒီလိုတည်စီချက်ပြုံးနေပါလေ။ လဲခမ်းပြီးစီလဲပြန်လာပြီဆိုရင်တော့ပြန်တော့ပြင်ရပါပြီဒီဟင်းဝဲလေးဟာအချက်ရတာလဲလွယ်ကူရိုးရှင်းပြီးတော့မှအချိန်ကုန်လဲတက်တာစီပါတယ်ဒီဟင်းဝဲနဲ့တွဲစားဖို့အတွက်အချိန်ရင်တစ်ခွက်ငပိရီတူစရာအစုံနဲ့ဆိုရင်တော့ထမင်းအရန်ဟိုမှာစားကောင်းပါရဲ့နော်တကယ်ချင်းတော့အိမ်မှာလိုက်ပြီးချက်စားကြည့်ကြပါနော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ 让我久。